ဒီမိုကရက်တစ်မြန်မာအတန် TVB ရဲ့နိုဝင်ဘာလ28ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့မြန်မာရွေးကောက်ပွဲကိုလက်မခံပယ်ချကြောင်းဥရောပပါလီမန်ကဆုံးဖြတ်လိုက်တဲ့သတင်း၊ Belarus အနာရှင်လူကာရှန်ကိုနေပြည်တော်ကိုရောက်ရှိလာတဲ့သတင်းနဲ့မြန်မာအပါအဝင်19နိုင်ငံမှ Green Card ကင်ဆောင်သူတွေကိုအမေရိကန်ကပြန်လည်စစ်ဆေးမဲ့သတင်းတွေနားဆင်ကြရပါပါ။ မြန်မာစစ်အုပ်စုရဲ့တရားမဝင်အုပ်ချုပ်မှုနဲ့အတူအယောင်ရွေးကောက်ပွဲတွေကိုဥရောပပါလီမန်ကရှုတ်ချကြောင်းဆုံးဖြတ်ချက်တရနိုဝင်ဘာ29ရက်မှာအတည်ပြုထားမှတ်လိုက်ပါတယ်။ဒီဆုံးဖြတ်ချက်အရစစ်ကောင်စီက2025နှစ်ကုန်ပိုင်းနဲ့လာမယ့်2026အစောပိုင်းမှာကျင်းပဖို့စီစဉ်နေတဲ့အတူအယောင်ရွေးကောက်ပွဲတွေကိုလုံးဝလက်မခံဘဲပယ်ချလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH တို့ကဒါပြည်သူလူထုရဲ့တရားဝင်ကိုယ်စားလှယ်တွေအဖြစ်ထပ်လောင်းအတည်ပြု ြုလိုက်တာကဖာလုံးဆိုင်ရာလက်နက်ပိတ်ဆို့မှုတွေပြုလုပ်ကြဖို့ကိုလည်းတောင်းဆိုလိုက်ပါတယ်။ အာဆီယံရဲ့နိုင်ငံတကာအတိုက်ဝန်းကိုလည်း NUG အစိုးရအပါအဝင်သက်ဆိုင်သူအားလုံးနဲ့ပူးပေါင်းပြီးအကြအတဲကိုငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့အတွက်စစ်မှန်ပြီးအားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲတွေမှာပါဝင်ခွင့်ပေးဖို့တောင်းဆိုထားပါတယ်။ဥရောပပါလီမန်သတင်းထုတ်ပြန်ချက်မှာတော့ပြီးခဲ့တဲ့စစ်အာဏာသိမ်းမှုနဲ့စစ်အုပ်စုရဲ့အကြမ်းဖက်လုပ်ရတွေကိုပြင်းထန်စွာကန့်ကွက်ကြောင်းဖော်ပြထားသလိုလက်ရှိအချိန်အောက်မှာကျင်းပတဲ့ဘယ်လိုရေးကောက်ပွဲမျိုးမဆိုလွတ်လပ်ပြီးတရားမျှတမှုရှိမှာမဟုတ်ဘူးလို့လည်းအလေးပေးဖော်ပြပါတယ်။ ဖရာရက်စ်သမရာအလက်ဇန်ဒါလူကာရှန်ကိုဟာတရားဝင်ခရီးစဉ်အဖြစ်နိုဝင်ဘာ29ရက်မှာ နေပြည်တော်ကိုရောက်ရှိလာပြီးစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။လူကာရှန်ကိုဟာမြန်မာစစ်ကောင်ဆောင်ရဲ့ဖိတ်ကြားချက်အရနေပြည်တော်ကိုရောက်ရှိလာတာဖြစ်ပြီး ဒီခရင်စဉ်တွေမှာနှစ်နိုင်ငံခေါင်းဆောင်တွေဟာစက်ပြိုးရေးနဲ့စာနယ်ရိက္ခာဖူလုံရေးစက်မှုလုပ်ငန်းနဲ့စေဝါထုတ်လုပ်ရေးခန္ဓာတွေမှာပူးပေါင်းဆောင်ရွက်မှုတုံးမြင့်ရေးကိုအဓိကထားဆွေးနွေးကြမှာဖြစ်ပါတယ်။ဘယ်ရာရုစ်ကမြန်မာစစ်တပ်အတွက်အရေးပါတဲ့စစ်လက်နက်ရောင်းချသူနဲ့လေ့ကျင့်သင်ကြားသူနိုင်ငံဖြစ်တဲ့အပြင်ကုလသမဂ္ဂမှာလည်းနိုင်ငံရေးရထောက်ခံမှုပေးတဲ့နိုင်ငံဖြစ်တဲ့အကြောင်း Justice for မြန်မာအဖွဲ့ရဲ့ပြောခွင့်ရသူမတ်ရတနာမောင်ကပြောပါတယ်။ရှင်ကုန်မြို့မှာနှစ်ခုနှစ်နေကပြည်လုံးခဲ့ ဲ့မြန်မာပယ်ရရစ်စီးပွားရေးဖိုလမ်မှာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်တွေကြားအမေရိကန်ဒေါ်လာ9တန်းတန်ဖိုးရှိတဲ့သဘောတူစာချုပ်16ဆောင်ချုပ်ဆိုနိုင်ခဲ့တယ်လို့ပယ်ရရစ်ကုန်သည်များနဲ့ဆက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ကထောက်ပြပါပါတယ်မြန်မာအပအဝင်19နိုင်ငံကနေအမေရိကန်ကိုရှေ့ပြောင်းအခြေချသူတွေကိုထုတ်ပေးထားတဲ့ Green Card တွေကိုပြန်လည်စစ်ဆေးသွားမယ်လို့ Trump အဆိုရက ိုဝင်ဘာ29ရက်မှာထုတ်ပြန်ပါတယ်။ဝါရှင်တန် DC မှာအာဖဂန်နစ္စတန်နိုင်ငံသားတယောက်ကအမျိုးသားအဆောက်တပ်ဖွဲ့ဝင်တယောက်ကိုနိုဝင်ဘာ26ရက်ကတနက်နဲ့ပြစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်အခုလိုဆုံးဖြတ်ချက်ထွက်ပေါ်လာတာပါ။ဒီတနက်သမားဟာ2023ခုနှစ်အမေရိကန်တပ်တွေစုခွာချိန်မှာအထူးစစ်စစ်နဲ့ဝင်ရောက်လာသူဖြစ်တယ်လို့သိရပါတယ် အင်ဖြူတော်ရဲ့ဆွန်လကြေညာချက်အရာ ပြန်လည်စစ်ဆင်မဲ့နိုင်ငံစည်ရင်းထဲမှာမြန်မာအာဖဂန်နစ္စတန်အီရန်ဆိုမာလီယာနဲ့ဗင်နီဇွဲလားစတဲ့နိုင်ငံတွေပါဝင်နေပါတယ်လက်ရှိမှာတော့လုံခြုံရေးဆိုင်ရာစစ်ဆင်မှုတွေပြန်လုပ်ဖို့အတွက်အာဖဂန်နစ္စတန်ကနေလာရောက်မဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာရှောက်ထားမှုအလုံးကိုဆိုင်းငံ့ထားလိုက်ပြီးဖြစ်ပါတယ်။ပဲခူးမြို့မှာအသက်40ကျော်အမျိုးသားတယောက်ကိုဓာတ်နဲ့ထိုးတက်ပြီးဆိုင်ကယ်ဖုံးတဲ့ရွှေလက်စွပ်လူရက်ခဲ့သူ၃ယောက်ကိုနိုဝင်ဘာ29ရက်မနေ့10နိုင်ခွဲမှာ ပကူတဲဘက်ခရင်တရားယုံကတည်ရန်ကြိုးမိတ်ချလိုက်တယ်လို့တရားယုံနဲ့နင်းဆက်သူတွေစီကသိရပါတယ်အောက်စုဖဲလူရဲ့တပ်ဖြတ်မှုနဲ့မျိုးမင်းပိုင်အောင်အောင်နဲ့ဝင်းကျော်တို့ကိုပုံမှန်392 302အရတေးနာကြိုးမိန်ချခဲ့တာလို့တရားရုံးနဲ့နေဆက်သူကပြောပါတယ်2024ခုနှစ်အေပီလ26ရက်ကပဲခူးမြို့အုတ်တာမြို့တိ ရှိရွက်ဘီးရင်အောင်လမ်းသွယ်မှာနေထိုင်တဲ့အသက်43နှစ်ရွယ်ဦးတင်တိုင်းစိုးကိုမြက်တီတာချင်းရွာဘာမဲ့ဖုန်ကြီးကျောင်းအနောက်ဘက်မှာလူရက်သူ3ယောက်ကဓာတ်နဲ့73ချက်ထုတ်ပြီးဆိုင်ကယ်ဖုန်းနဲ့ရွှေလက်စွပ်တွေကိုလူယူခဲ့တာပါ 2021ခုနှစ်ဆီယနာသိမ်းပြီးတဲ့နောက်ပိုင်းကရင်ပြည်နယ်နဲ့ထိုင်းတင်ဆက်မှာကြားဖြန်ခေါ်အွန်လိုင်းငွေလင်ခိုင်းတွေအခြေစိုက်တဲ့နေရာတွေပုံများလာတယ်လို့စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။အဲ့ဒီလိုပုံများလာတဲ့အကြောင်းကိုဒီကနေ့ထောက်စစ်တမ်းလက်အောက်ခံသတင်းစာတွေမှာကျူတူဓာတ်ပုံနဲ့ဖော်ပြထားပါတယ်။ဒါပြင်အဲ့ဒီအဆောက်အုံတွေတိုးချက်ဆောက်လုပ်နေကြတဲ့ကသူတို့သိရှိခဲ့တဲ့အကြောင်းလဲသတင်းစာတွေမှာဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။ဒါပေမဲ့အဲ့ဒီအဆောက်အုံတွေများလာတာဟာ ကရင်မျိုးသားအစည်းအရုံး KNU မှာပဲတာဝန်ရှိပြီးစစ်တပ်အနေနဲ့ငွေလိမ်ခိုင်းတွေနှိမ်နှင်းဖို့ပဲလုပ်နေတယ်လို့ဗိုလ်ချုပ်စော်မင်းထွန်းကပြောပါတယ်။နိုင်ငံတကာကတော့ကြက်ဖြတ်လုပ်ငန်းတွေကနေစစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ် PGF နဲ့စစ်တပ်နဲ့အပြည့်ရထားတဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် TKPA တို့ကအကျိုးအမြတ်ရနေပြီးအရေးယူပိတ်ဆို့တာတွေလုပ်ထားသလိုစစ်တပ်ကလည်းကြက်ဖြတ်လုပ်ငန်းကနေအကျိုးအမြတ်တွေရနေတယ်လို့ဆွေးနွေးပြောဆိုထုတ်ပြန်တာတွေရှိနေပါတယ်။